Hello အားလုံးပဲမင်္ဂလာပါ Steven View ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မနေ့ညကတကောင်ရမဒီ Sergeant Red Click ရဲ့ Pocket ကိုထွက်လာတယ်အဲကျွန်တော်လည်းပုံမှန်အတိုင်းပဲစာကြော်ပြီးဖတ်လိုက်တာပေါ့နော်ဒါမနေ့ကျမှကျွန်တော်နည်းနည်းဖတ်ကြည့်ရင်းနဲ့အဲလူတွေတတိထားမိသွားတယ်ဒီ Sergeant Red Click က Robin Morin ကိုသူ3နှစ်အချိန်ပေးမယ်ဆိုတဲ့ကိစ္စပေါ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းအိုးကြော်ကြော်ဖြစ်သွားတယ်ဆိုတော့ အဒီ၃နှစ်အချိန်ပေးမယ်ဆိုတဲ့အချိန်မှာ remodeling ကိုထွက်စေခြင်းနေတဲ့သူတွေအတွက်ကတော့ဟာဒီလောက်ကြီးအချိန်ပေးရလို့လို့လားမများဘူးလားစသဖြင့်မိခုံးနေထွက်လာတယ်အနီးပြတယောက်ကိုအချိန်အကြာကြီးပေးခြင်းနဲ့အစိတ်ချလက်ရှိသွားခြင်းနဲ့သူတွေကြတော့လေအဒါ okay တယ်ဗောစာချင်းဒီတစ်ခါလောက်တာတော့အဆင်ပြေလိုက်ဒီလိုမျိုး public မှာထောက်ပံ့လိုက်တာကောင်းတယ်ဗောစသဖြင့်အမြင်မျိုးမျိုးရှိကြတယ်ဗောလောင်နေသူတွေလောင်ကြတယ်ဗော ဆိုတော့ room memorial ဘာကြောင့်ဒီ3နှစ်လို့ပြောတာလဲဒါကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင် pocket ကိုကျွန်တော်ခုပြန်ပြီးနှာထောင်းလိုက်တယ်နှာထောင်းလိုက်တော့ဒီဘောလုံးကြောင်းနဲ့ပတ်သက်တာနောက်ပိုင်းလေးမှာပဲဗျပထမကြောင်းပထမအပိုင်းမှာတော့ဒါကဘောလုံးနဲ့ပတ်သက်တဲ့ကြောင်းတွေမဟုတ်ဘူးဒီသူ့ရဲ့စီးပွားရေးကိစ္စတွေအဘလိုပဲဆိုတော့ဒီသူတို့ရဲ့အဲ chemical industry ကဥရောပမှာဘလို့ဘလို့အခြေအနေရှိနေတယ်သူနိုင်ငံရေးသူ့ရဲ့နိုင်ငံရေးပေါ်ခံယူချက်ကဘလို့ရှိတယ်နိုင်ငံရေးပေါ်သူဟိုဘယ်ဘက်ကိုပါလဲဘာလို့သူကတော့ neutral လို့ပဲပြောတယ်ပြီးတော့ ဒီနိုင်ငံရေးသမားတွေသူ donation လုပ်မှလားအဲ့လိုပဲမလုပ်ဘူးစသဖြင့်ကိစ္စရယ်ပေါ့နော်အဲ့ဒါဒီပြီးကမှဒီဘလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုရောက်လာတာဆိုတော့ဘလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ဆက်သွားမယ်ဆိုတော့သူဘလုံးအပိုင်းကသူဒုတိယပိုင်းလောက်မှပြောသွားတာဒုတိယပိုင်းလောက်မှပေါ့ဆက်ပြီးပြောသွားပထမပိုင်းက political နဲ့ဒီ CY နဲ့ပတ်သက်တဲ့ပြောတယ်ဒုတိယပိုင်းမှာသူက Manchester United ဘလို့ဖြစ်နေလဲဆိုပြီးမေးတဲ့အချိန်မှာသူကပြောတယ်ငါ press တွေမှာဖော်ပြထားတာတော့မကောင်းပါဘူးဒါပေမဲ့ငါတို့အတွင်းထဲမှာတော့ဒီ progress တွေ ဖြစ်နေတယ်တိုးတက်လာတယ်ဘောလုံးကပသက်မှာသူကနှစ်ပိုင်းခွဲလိုက်တယ်ဗောနော်ဒီ CY ဘိုင်းနဲ့သူဘောကွင်းတွင်းကွင်းတွင်းဒီ sport sport side ဗောနော်ကွင်းတွင်းခြေစမ်းဘိုင်းနဲ့ပသက်ပြီးသူကနှစ်ပိုင်းခွဲလိုက်တယ်ဒီမင်းကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီဒီ CY နဲ့ပသက်တဲ့အကျိုးအမြတ်တွေကဒီဘောလုံးအသင်းအတွက်အများကြီးအကျိုးရှိစေတယ်ဗောဆိုလိုတဲ့သဘောကမင်းမငွေရမြရှိရင်ဘောလုံးဒီ squat ကောင်းကောင်းကစားသမားကောင်းနေခေါ်နိုင်တယ်လူစင်းတောင်းအောင်လူစင်းတောင်းအောင်ဖလားတွေရမယ်သူသူတို့ကအဲ့လို မြေ formula 1လို့ပဲ formula 1မှာဆိုလဲမင်းကဒီအာကားကားကောင်းတယ်ဆိုတော့မင်းမင်းပုံမြင်မြန်သွားနိုင်မယ်ဒီလိုပဲဘောလုံးသင်းမှာလည်းပဲဒီ squad ကတောင်းမယ် blue zin ကတောင်းခဲ့မယ်ဆိုရင်တော့မင်းမင်းဘောလုံးသင်းကပို့ပြီးတော့ကောင်းမယ်အဲဒီအဲ့တော့ तू ဒီပထမတစ်နှစ်လုံးက तू ဒီအသင်းကို ရေရှည်အနေနဲ့အဲစီဝိုင်းကောင်းကောင်းဒီအခြေခံခိုင်းနဲ့ဘယ်လိုသွားရမလဲဆိုတာကို research တွေ research ပါတော့ဒီအာ တေချာသုံးသက်ပြီးတော့သူတွားခဲ့ရတယ်အချိန်ကြီးအများကြီးပေးခဲ့ရတယ်ပေါ့နော်ဆိုတော့အဲဟိုဘက်ကပြန်မေးတယ်အရင်တော့အဲ့လိုမလုပ်ဘူးလားတဲ့ဟုတ်တယ်အရင်တော့မလုပ်ဘူးပါအရင်တော့လူတွေကကောင်းတယ်ဒါပေမဲ့သူကအကုန်ကြတွေအရန်များတယ်သူ management structure တွေ quality တွေကဟိုမကောင်းနေဘူးပေါ့နော်သူလူတွေကတော့အဆင်ပြေပေမဲ့ဒီလိုမျိုးဟိုဟိုအသင်းအတွက်တကယ်လိုအပ်တာကိုလုံးမနေခဲ့ဘူးเนาะဆိုတော့လူစင်းကလည်းဖုံးပွားနေတယ်စသဖြင့်ပေါ့အဲ့အဲ့ဒါတွေဖြစ်နေတဲ့အတွက်ကြောင့် ဒီဟာတွေကိုသူအရင်ဆုံး restructuring လုပ်တယ်ပြန်ပြင်တယ်ပြန်ပြင်တဲ့အချိန်မှာခုပြီးခဲ့တဲ့ຢာတွေကိုပြန်ကြည့်မယ်ဆိုရင်သူက higher revenue ရတယ်ပြီးတော့ဒီ profit ပိုင်းမှာဆိုလည်းပဲ second ဒုတိယမြောက်အများဆုံးရတယ်ဒါဒါသူ restructuring လုပ်တဲ့အကျိုးအမြတ်တွေပေါ့နော်ဟိုစပွန်ဆာဖြစ်တဲ့ editor တွေ strat senator senator ကိုနေစသဖြင့်အဲသူအကျိုးမြတ်တွေအများကြီးရတယ် champion league မဝင်မင်းဒီတိုင်အောင်သူကအတင်းမှာ progress တွေပေါ့နော်တိုးတက်မှုတွေအများကြီးရှိလာနိုင်သေးတယ်ဒါတွေကတော့သူ ဒီ research တိုင်းလုပ်တဲ့ဒီသူပုံစံပြန်ပြောင်းတဲ့အနေထားနေပြီးတော့သူရလာတဲ့အကျိုးမြတ်တွေသူဆက်ပြောတာနောက်တစ်ချိန်မှာတော့ Manchester United ကဒီအကျိုးအမြတ်အကောင်းဆုံးအကြီးဆုံးအသင်းတစ်သင်းဖြစ်လာမယ်ဆိုပြီးတော့သူယုံကြည်တယ်ပေါ့နော်ဒါကတော့သူဘလုံးကဘလုံးနဲ့ပတ်သက်တဲ့ sport site မဟုတ်တဲ့သူ business နဲ့ပတ်သက်တဲ့ site ကိုပြောသွားတာအမှမေးတယ်ဟိုဘက်ကမင်းက29 29ရာခိုင်နှုန်းလောက်ပဲအသင်းကိုပိုင်နေတာဆိုတော့မင်းကဘလို့ဖြစ်လို့ဒီလိုမျိုး ဆုံးဖြတ်ချက်တွေဒီလိုမျိုးလှုပ်ဆောင်မှုတွေအကြီးကြီးဝင်ဝင်ရောက်ပတ်သက်နိုင်ခွင့်ရှိနေရတယ်ဒါလည်းကိုယ်ရေးသိကျင်တာပဲဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲဒီ Sergeant Reckless ကတိတိချာချာတော့ဟိုဖြေမသွားခဲ့ဘူး तू က तू local ဖြစ်လို့ तू ကဒီဟိုမြေပြင်ကိုဆင်းပြီးအလုပ်လုပ်နိုင်လို့အစသဖြင့် तू ကတိတိချာဖြေမသွားခဲ့ဘူးနောက်အဲ့ဒါအဲ့ဒီကိစ္စက तू legal အနေနဲ့ဒီ အဲဥရိယအရာကိုဆောက်ရုပ်ချုပ်ထားတဲ့ကိစ္စမျိုးလည်းမဟုတ်ဘဲနဲ့တုံးနဲ့တူနားလည်မှုနဲ့အလိုလုံးနေတယ်ဆိုတဲ့သဘောမျိုးပြောသွားတယ်။ဒါပေမဲ့အထက်တော့ပုံမှာပါတကယ်တကယ်စဉ်းစားကြည့်သိတာလည်းပဲ။ဆိုတော့မေးတဲ့သူကမေးတယ်။အဲ okay မနှဖျံမနှမှာဒီဂလီဇာတို့အဖွဲ့ရနေပြီး ruin morion ထုတ်မယ်ဆိုရင်မင်းဘလို့အဲအဲ့လိုဆိုဘလို့လုံးမလဲဆိုတာမျိုးပေါ့နော်။ဆိုတော့ तू ပြန်ပြောတဲ့ဟာတို့ကဒီတို့ချင်းမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ ဒီ meeting room တစ်ခုတည်းမှာထိုင်ပြီးတော့အတူတကွာအလုပ်လုပ်ကြတယ်ပေါ့ဆိုလိုတဲ့သဘောကဆိုတော့ဟိုအာသူတို့လုပ်တဲ့ထဲမှာအမားတွေလည်းရှိတယ်ဒါပေမဲ့အတူတူပဲဖြတ်ကျော်သွားတယ်ဘယ်သူမှတော့ဟိုဟာ buffer ဖြစ်မနေဘူးပေါ့เนาะအကျေပြောမယ်ဆိုတော့ဒီယာစီမှာခေါ်တဲ့ player တွေကဘလိုဘလိုကောင်းတယ်ပေါ့เนาะစသဖြင့်ပြောတယ်အဲ့တော့ဒီ press တွေကတော့အများတန်းသူတို့ကိုမကောင်းနေပြောနေမှာပဲဆိုတော့ ဒီအသင်းကုလို့ဖြစ်နေတာအသင်းနဲ့ပတ်ဝန်းကျင်အခြေအနေတွေဒီ training facility တွေ data analysis တွေ medical science တွေစသဖြင့်ဒီ quality ဒီ squad ရဲ့အရေးသွေးတွေအရေးချင်းတွေစသဖြင့်ဒီလိုအကြောင်းအရာတွေအများကြီးနဲ့ပတ်သက်နေတယ် အမော်ရင်ကလည်းဒီမှာတစ်နှစ်တရာသီပြည့်အောင်ရှိသေးတာမဟုတ်တဲ့အတွက်ကြောင့်အဲသူ့ကိုအချိန်ပေးဖို့လိုတယ်ပေါ့သူ long term ပေါ့အရင်တော့ဆိုရင်ပြန်ကြည့်လိုက်မယ်ဆိုရင် Elf Fagusan Sir Elf Fagusan တုန်းကလည်းပဲဒီလိုမျိုး press တွေကအကုန်ထွက်တော့ထွက်တော့ပြောနေတဲ့အချိန်မှာသူတို့အချိန်ပေးကြလို့အောင်မြင်သွားတယ်ပေါ့ခုလည်းပဲသူကအဲ့လိုမျိုးအချိန်ပေးပြီးတော့ long term plan လေးနဲ့ဆက်သွားခြင်းနဲ့ Manchester United ကဗျာဟို club ဖွင့်တဲ့ပိတ်တယ်လို့မျိုးဟိုနေချင်းညချင်းနေရအောင်မြင်သွားမြောက် အောင်မြင်သွားမှာမျိုးမျိုးမဟုတ်ဘူး reaction နဲ့ဒီစိတ်ခံစားချက်နဲ့ဟိုပြင်ပြပြောင်းလဲလိုက်လို့အဆင်ပြေသွားမဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့တချို့ကလိုချင်တယ်ပေါ့ main press ကအကောင်ကြီးကလိုချင်တယ်အဲ cloud point အပေးဖွင့်တိုင်းပဲနောက်နေ့မနက်မှဒီနေ့စီဂိမ်းပွင့်နေတဲ့ပုံစံမျိုးအောင်မြင်မှုတွေချက်ချင်းရသွားမှာမျိုးကိုလိုချင်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကတော့ဖြစ်လာမှာမဟုတ်ဘူးသူတို့က long term plan လေးနဲ့ သွားမယ်ဆိုတော့နောက်ဆုံးမှသူပြောလိုက်တဲ့ဟာကဒါတော့ပိုရေးကြည့်ရပါတော့ဒီလိုပြောနေနဲ့ဟုတ်ငါပြောနိုင်တယ်ပေါ့နော်ပြောလို့ရတော့တယ်ပေါ့ဆိုရတဲ့ဘောကတော့ Ruben Morning ကိုသူ၃နှစ်ချင်းပြေးမယ်အဲသူနီးပြကောင်းဆိုတာကိုသူ့ကိုသူပေါ်ပြနိုင်ဖို့အတွက်၃နှစ်ချင်းပြေးမယ်ဆိုသူပြောလိုက်တယ်ပြောလိုက်တော့ဒီဟိုဘက်ကပြန်မေးတယ်မင်းမင်း၃နှစ်ပြေးမယ်ဆိုရအိပဲလားဆိုပြီးတော့မေးတော့ဟုတ်တယ်ငါ၃နှစ်ပြေးရမယ်ပေါ့နော်ဒီအဲ Salah Fabregas တို့က ဒီ example ပဲသူအဲ့လိုမျိုးအချိန်ပေးမှသာလေဒါဒါ long term plan နေအစဉ်အပြေသွားမယ်ဆိုတာမျိုးသူပြောတယ်နောက်တော့အဲ့နောက်မှာထပ်ပြောတာသူ academy နဲ့ပတ်သက်ပြီး academy အနေနဲ့ကအမြဲတမ်း talent ဒီ permission တွေကိုအမြဲတမ်းထုတ်ပေးနေရမယ်သူတို့ Manchester United academy ရ loss season မှာမကောင်းဘူးเนาะမကောင်းဖြစ်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်သူတို့ဒါအဲ့ဒီအနေနဲ့ talent တွေထုတ်ပေးရမယ်ဒါမှလည်းသူကအသင်းကြီးကို စီးပွားရေးအခြေအနေရအကူအညီဖြစ်နိုင်တယ်အကူအညီဖြစ်သွားရမယ်ဒီ လယူးစင်အသင်းမှာလည်းပဲဒီ British ဟို British British လူ British ကစားသမားတွေရှိကိုရှိရမှာပေါ့နော်အဲ့တော့ဒီဒီလိုမျိုးရှိနေမှာလည်းပဲဒီအသင်းရဲ့စီးပွားရေးအခြေအနေတွေကအတိုင်းအတာတကူဒီအကူအညီဖြစ်မှာပေါ့ဆိုလိုတာက Sugar Daddy ပြာဒီအာအသင်းကပိုင်ရှင်ငွေထုတ်ပေးတာငွေထုတ်ပေးတာပဲဝယ်နေရမှာမဟုတ်ဘဲနဲ့လူငယ်အသင်းကပါတပတ်တလန်းတွေအထောက်အကူပြုတာမျိုးဖြစ်ဖို့လိုတယ်ပေါ့နော်ဒီနောက်ဆုံးမှပြောရတော့ ရေရှည်အတွက်အစဉ်ပြေတဲ့အခြေခံအုတ်မြစ်ကိုသူတို့လူတိဆောက်ဖို့ကြိုးစားနေတယ်ပေါ့နော်အဲဒါမျိုးပြောကြတာပေါ့ဆိုတော့ကျွန်တော်ဒီဟာကိုအစားဆုံးပြန်ပြီးတော့ထုတ်လိုက်ရမှာဆိုရင် remembering ကို၃နှစ်ပေးမယ်ဆိုတာကအဲသူပြောနေရင်ねပြောမိသွားတာမျိုးဒါပေမဲ့တခုကောင်းတာကသူအဲ့မတိုင်ခင်မှာနောက်နေ့မှာဂလီစာတို့ကထုတ်မယ်ဆိုမင်းဘလို့လုံမလဲဆိုတာကိုသူပြန်ဖြေတာမျိုးဖြစ်တဲ့အတွက်ကြောင့်သူ့ဘက်ကတော့ remembering ကိုသူ back လုပ်ထားတယ်နောက်တစ်မျိုးပြော ပြောနိုင်တာတော့ဂလီဇာတို့ပြောတဲ့အပြောမျိုးကသူ့ကိုလွှမ်းမိုးမှုမရှိဘူးပေါ့နော်သူသူလည်းပဲဟိုဂလီဇာတို့အများကြီးဝင်ရောက်ဆွတ်ဖက်နေနိုင်စမ်းမရှိဘူးပေါ့ဒီရူမော်နဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်ပဲဆုံးဖြတ်မဲ့ဆိုတဲ့သဘောမျိုးဆိုလဲအဲဒါသဘောကိုယူယူလို့ရတယ်ဘလို့ပဲနေနေ loss ဆက်တော့ public ဒီ public မှာ remoring ကိုသူ ထောက်ခံလိုက်တာဖြစ်တယ်။၃နှစ်ဆိုတာတကယ်တကယ်ပြန်တွေးကြည့်မယ်ဆိုရင် Remorin ရဲ့စာချုပ်က၂နှစ်ခွဲရှိတယ်ဗျာ။၂နှစ်ခွဲရှိရဆိုတော့အဲ၂နှစ်ခွဲ +1 ပေါ့နော်။2အဲအဲ့တော့နောက်ထပ်၁နှစ်မပါသေးဘူး။၂နှစ်ခွဲဆိုတော့ဂူတရားစီပါစောင့်ကြည့်မယ်ဆိုတော့သူစာချုပ်ကုန်တဲ့အထီကိုစောင့်ကြည့်ခြင်းနဲ့ဆိုတဲ့သဘောမျိုးဆိုလည်းပဲတွေးကြည့်ရင်တွေးကြည့်လို့ရပါတယ်။နောက်တစ်ခုကဒီ Academy ကိစ္စမှာ Academy ကနေပြီးငွေရှာမယ်ဆိုတော့တချို့ကကိုယ်မင်းတို့ကိုရောင်းမယ်ပါညာပေါ့နော်။ကျွန်တော်လည်းအဲ့လိုမြင်ပါတယ်။ကိုယ်မင်းတို့ကအစိုးရတွေရောင်းမယ်အထက်မှာပါပြီးသားဆိုပြီးမြင်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့ဘာမှမထူကြဘူးဒါပေမဲ့သူတို့ပြောတဲ့သဘောတရားမှန်တယ်ကိုရှီယာပလေယာကောင်းတွေထွက်လာရင်အပြင်းတွေဝဲစရာမလိုဘူးဒီအဲ့လိုမျိုးတစ်ဖက်ကပြန်တွေးလို့ရတယ်ဒါပေမဲ့နောက်တစ်ဖက်ကပြန်တွေးရင်လည်းအခုချိန်မှာဒီ academy အသင်းတွေက PSR ကိစ္စကိုဖြည့်ရှင်းမှုအတွက်ကိုအသုံးချနေတဲ့အဲအသုံးချနေတဲ့လက်နက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုး academy ကနေငွေရှာမယ်ဆိုပြီးတော့ လည်းမြင်ကြည့်လို့ရတယ်ဒါတော့တော်တော်များသဘောမကျအောင်အဲ့နှစ်ပိုင်းကိုအခုပြန်ပြီးတော့ကြည့်လို့ရတယ် remodeling သုံးနှစ်ပေးမယ်ဒီ academy ကနေပြီးငွေရှာမယ်ပေါ့နော်အဓိကတော့ပြောသွားတဲ့ pocket ထဲမှာတော့အဲ့ဒါပဲဒါပေမဲ့အဲသုံးနှစ်ပေးမယ်ဆိုတဲ့ကိစ္စမှာအမျိုးမျိုးကိုအတွေးနဲ့ကိုအမျိုးမျိုးမြင်လို့ရတယ်ကျွန်တော်ကတော့ဒီ public မှာ အသင်းနီးပြားကိုထောက်ခံပေးတာဖြစ်တဲ့အတွက်ကြောင့်အဆင်ပြေတယ်သူတို့ပေးခြင်းမပေးခြင်းကတော့ကျွန်တော်တို့နောက်မှာရလက်တွေပေါ်လဲအများကြီးမူတည်သေးတယ်အချိန်ပေးတာအချိန်ပေးတာပဲရလက်ပေါ်အများကြီးမူတည်သေးဆိုတော့ဒီအဟာကအများကြီးတိတ်ပြီး reaction ဖြစ်နေစရာကိစ္စတော့မဟုတ်ဘူးလို့ထင်တယ်ဒါပေမဲ့ထွက်စေချင်တဲ့သူတွေကလောင်လောင်မှာပေါ့နော်ဒါကတော့ဒါတော့ကုတော်သားနဲ့ပေါ့ပါ Okay အဲ့တော့ဒါဒါ Ruby Morning 3နှစ်ဆိုတော့ခေါင်းစဉ်တက်ထားတဲ့ဒီ pocket နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်တကယ်တော့တကယ်တော့ pocket ထဲမှာအလောက်ကြီး အများကြီးပါတာမဟုတ်ဘူးဗျဟိုသူ economic နဲ့ပတ်သက်တဲ့ဒီ chemical နဲ့ပတ်သက်တဲ့ political နဲ့ပတ်သက်တဲ့ကိစ္စတွေအများကြီးအဲ့အားတွေမှာဘာမှမဆိုင်ဘာမှမဆိုင်ညာ review morning သုံးနှစ်ပေးမယ်ဆိုတာကြီးကောင်းတဲ့တက်ပြီးတော့လောက်သွားတာပေါ့နော်ဆိုတော့လည်းပဲအဲတော်များ reaction နဲ့ဖြစ်ကြတာပေါ့ okay ဒါဒါတော့ဒီကိစ္စနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ကျွန်ကျွန်တော်ဗီဒီယိုတွေသဘောကျတဲ့နှစ်တက်တဲ့ဆို like subscribe share လုပ်ပြီးတောင်းဆိုပါကျွန်တော်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြမယ် okay ကျေးဇူးတင်ပါတယ်